ဖွင့်လို့မရအောင်လို့ကျမကထားလိုက်တာကထားလိုက်တော့ကျမကကန်ကောင်းသွားတယ်အဲ့ဒီနေ့ပထမတည့်ရက်တည်းတဲ့နေ့မှာပဲကျမကတော့ဖွင့်ခံထားရပြီတုံးလို့မရလို့ဒါမတုံးမနဲ့ထားတာတော့ဖွင့်ခံထားရပြီကြည့်ပါဦးဟိုတယ်မှာတဲတာတော့မစိတ်မဖြစ်ဘူးเนาะအဲ့ဒုတိယတည့်ရက်လည်းအဲဒုတိယတည့်ရက်လည်းကျမကတတိထားကြည့်တော့လေအဲ့လိုပဲတော့ဖွင့်ခံထားရတယ်ပေါ့နော်အဲ့တော့ဝင်အဓိကတော့ဝင်တန်းနေလို့ကျမထင်တယ်နော် ဟိုတယ်တဲတဲ့လူတွေနော်ဟိုတယ်တဲတဲ့လူတွေတဲ့ကိုကန်တဲတဲ့လူတွေအင်းနေတဲတဲ့လူတွေဘောနမောတဲတဲ့ဘယ်နေရာမှာပဲတဲတဲ့ဘယ်လိုနေရာမျိုးပါပဲရောက်ရောက်အခန်းတကန်းတကားတစ်ခုလုံးမှာဒီလိုတော့တခြားမဲရှိတယ်ဆိုရင်သတိထားကြပါနော်ဒီလိုတော့တခြားမဲရှိရဆိုရင်သတိထားပါအားလုံးမင်္ဂလာပါကျွန်တော်ဒီခါမှာတော့ဟိုတယ်မှာတဲတဲ့လူတွေအတွက်အထူးသတိပြုလက်နိုင်ရမယ့်အချက်လေးတွေကိုရွှေရှင်လုပ်ပေးခြင်းပါတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုအတူကြည့်ရအောင် တတိထားကြပါကျမကကိုတွေ့ဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုတော့တခြားမဲရှိရဲဆိုရင်အထဲထဲကနေပြီးတော့စပွဲခုံနေခုံနေကိုယ့်ရဲ့အဝတ်ပုံးနေနေပေါ့နော်ဒီတော့ကိုဒီဒီနေရာမှာကာထားပါပေါ့နော်ဒီလိုမျိုးကျမပြဒီလိုမျိုးကာထားပါကာထားပါညဘက်အိတ်တဲ့အချိန်ကြာနော်ဘာဖြစ်လို့ကျမကအဲ့လိုပြောရလဲဆိုတော့အရင်တော့ကကျမအင်းနေအင်းမှာပေါ့နော်တယောက်တည်းအမ်တဲတဲ့အချိန်မျိုးတွေကြာလို့ရှိရင်နိတယောက်တည်းပဲတဲတဲ့နေရာပဲတဲတဲ့ပေါ့နော်ကျမသတိထား မိန်းကလေးတယောက်တည်းသမားတယ်ဆိုလို့ရှိရင်ပို့ဆိုတာပေါ့ဗျာရှင်လို့ပြောပြတာအဲ့ဒါကျမအရင်နှောင်းကဒီအဲ့လိုအင်းနေမှာကျမတယောက်တည်းတဲတဲ့အချိန်ကြတော့ကျမကအင်းငါပဲအိတ်တဲ့အချိန်ကြတယ်ကျမကိုကျမမလုံးလုံချုံအောင်လို့ပေါ့နော်ကျမစိတ်ဖြစ်အောင်လို့ဆိုပြီးတော့ကျမကအဲ့လိုတော်ဖို့တည်ရှိရဲ့အင်းမှာတဲမိတဲတာတဲတော့ကျမအိတ်အိတ်ခံနေညမိုးဆိုးတဲ့အချိန်ကြတာကျမအခန်းထဲကနေပြီးတော့မှခုံနေစပွဲခုံနေနဲ့ကျမကကားလိုက်တာခုံနေစပွဲခုံနေကားလိုက်တာ ကလိုက်တော့တကားကပြန်နေဖွင့်လို့ရှိရင်အပြန်နေတုံးဖွင့်လိုက်လို့ရှိရင်ဖွင့်လို့မရအောင်လို့ကျွန်မကာထားလိုက်တာကာထားလိုက်တော့ကျွန်မကကန်ကောင်းသွားတယ်အဲ့ဒီနေ့ပထမတည့်ရက်တည်းတဲ့နေ့မှာပဲကျွန်မကတော့ဖွင့်ခံထားရပြီတုံးလို့မရလို့ဒါမတုံးမနဲ့ထားတာတော့ဖွင့်ခံထားရပြီကြည့်ပါဦးဟိုတယ်မှာတဲတာတော့မှစိတ်မဖြစ်ဘူးနော်အဲဒုတိယတည့်ရက်လည်းအဲဒုတိယတည့်ရက်လဲကျမကသတိထားကြည့်ရောလဲအဲ့လိုပဲတော့ဖွင့်ခံထားရတယ်ပေါ့နော်အဲ့တော့ ဝင်အဓိကတော့ဝန်တန်းနေလို့ကျွန်မထင်တယ်เนาะအဲ့တုန်းကနိုင်ငံရေးရှင်တွေကြလည်းမကောင်းကျွန်မ2000နဲ့20သူပြောတယ်လို့ဝန်တန်းနေပဲဖြစ်ဖို့မရလေဗျာလောက်ကဖြစ်တာလေ2000နဲ့ကအရောင်ဒီကျဲအလွယ်တကူဝင်လို့ရတာပေါ့အဲ CCTV ကလည်းပြက်နေရဖြစ်တယ်ပြီးတော့ကျမ CCTV ကြည့်ထိုင်တော့လည်းသူတို့ကမကြည့်ပေးဘူးပေါ့နော်မကြည့်ပေးဘူးအဲ့လိုမျိုးဖြစ်ခဲ့ပါတယ် ဒါပေမဲ့ကျမဒီဘာမှမဖြစ်ခဲ့ပါဘူး။ဘာလို့ဆိုတော့ခုံလေးနဲ့ကျွန်းခုံနှလုံးနဲ့ပိတ်ထားတာဖြစ်တဲ့အတွက်တွန်းထားတာဖြစ်တဲ့အတွက်တကားကအပြင်းနေတော့တော့ရှိမှ ဖွင့်လို့ရတယ်။တော်သေးလို့တော့ရှိမှဖွင့်လို့ရတော်သေးလို့အထဲမှာခုံနေရှိပြီလို့ပေါ့။ရတယ်တကားကြီးဖြစ်တဲ့အတွက်အပြင်းနေတော့နဲ့ဖွင့်ပြီးတော့ပူတီးရထွက်နေတာတော့မှခုံကတွန်းမရအောင်ဖြစ်နေတာတကားကတွန်းမရအောင်ဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီလိုမျိုးတော့ဒီလိုမျိုးဒီလိုမျိုးတကားတွေနဲ့မတဲမိရဲဆိုရင်အแทတဲမှာအခက်နဲ့ရနေပြီးတော့ ကြိတ်ချိတ်လို့ရရင်ရမရရင်ဂလန့်ထိုးလို့ရမရလို့မရှိဘူးဆိုရင်ကိုယ့်ရဲ့အဝတ်ပုံးနေတင်မှာအခုံးနေနဲ့ကာထားပါတယောက်တည်းပဲတွဲတွဲအတွဲတွေပဲတွဲတွဲမိသားစုပဲသွားသွားနော်မိန်းကလေးတွေပဲသွားသွားဘယ်လိုနေရာမျိုးပဲဘယ်လိုဘယ်လိုမျိုးပဲသွားသွားတပိုင်းနဲ့ပဲသွားသွားသွားခဲ့သည်ရှိသောဒီလိုတကားမျိုးအဲ့လိုမျိုးတော်မျိုးနဲ့နေရာမှာတဲ့ဒါကတော့ဟိုတယ်မှာတွတ်တဲ့လို့ရှိရင်စစ်ဖြစ်အောင်လို့ကြံပြူတာပါ အဒီတရားခဲရင်အထဲတရားနေတေချောင်းလို့ခုံနေအဝေပုံးနေနဲ့ကာထားပါပို့လို့စိတ်ချရတာပေါ့နော်နော်ဒါမှလုံလုံစိတ်ချရမှာပါဘာလို့လဲဆိုတော့ပိုင်ရှင်တွေကမသိရင်တော့မဝင်တဲ့နေရာအကျင့်မကောင်းတဲ့ဝင်တဲ့နေအများကြီးရှိပါတယ်အဲ့ဒါလာပြောပြတာ